Hello အားလုံးပဲမင်္ဂလာပါဘူဘောမန်ချန်ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဂျာမနီနဲ့အီတလီတို့ရှင်ပြိုင်ကစားကြတဲ့ Nation League Quarter Final ဒုတိယအကြိမ်မှာတော့ဂျာမနီကတစ်ဖက်ကို3ဂိုးစီတည်ကြီးကျပြီးတော့ဗောနော်နှစ်ကြော်ပေါင်း5ဂိုး4ဂိုးဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါ Semi Final ကိုဂျာမနီတက်သွားပြီ ဆိုတော့အီတလီကတော့ပြုတ်ကျန်ခဲ့တယ်ပေါ့ဗျာဒီပွဲမှာဆိုတော့ကျွန်တော်ဂျိုဂျူအာကင်မင်းရှစ်မိနစ်30မှာရတဲ့ပင်နေဒီသွေးကိုကနေတဆင်မူဆီယာလာက36မိနစ်တို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါပထမပိုင်းမပြီးခင်မှာတင်ကျွန်တော်တို့ဒါပါလေဒီဂျိုဂျူအာကင်မင်းရှစ်ကျွန်တော်မာတင်ပေမှုကနေပဲရလာတဲ့တကူနဲ့ဒါ3ကိုနဲ့ဥဆောင်နေခဲ့တာဒါအပြင်အီတလီရဲ့ဘက်ကလည်း49မိနစ်မှာ Moise Kane တို့ပြီးလို့ရှိရင်69မိနစ်မှာလည်း Moise Kane ပြီးလို့ရှိရင် Respiratory ရဲ့ ျွန်တော်ဒီ95မိနစ်မှာရလာတဲ့ပီနေဒီနဲ့တဖက်ကို3ခုကျသွားတယ်ပေါ့နော်ပထမကျောအီတလီဆန်စီရိုမှာကစားတဲ့ပွဲမှာဒီဂျာမနီက2-1နဲ့နိုင်ထားတာဖြစ်တဲ့တည်းပဲနှစ်ကျော်ပေါင်း5ခု4ခုပေါ့ဗျာဒီပွဲကဟိုပထမပိုင်းနဲ့ဒုတိယပိုင်းမှာတော်တော်ကိုအပြောင်းလဲဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဒါအပြင်တော်တော်လေးကြည့်ကောင်းကြတဲ့ပွဲပါနော်ကျွန်တော် international break ကပုံမှန်ဆိုတော့ပြင်းစရာကောင်းနေတယ်မှာကျွန်တော်ပါတယ်ဒါပေမဲ့လက်ရှိ nation league ဒုတိယအကြိုပွဲတွေကတော်တော်ကိုကျွန်တော်ကြည့်လို့ကောင်းတာ ဆိုတော့သူတို့ပြဒီပွဲတွေပါလေဆိုလို့ချင်းတော်တော်ကြီးလို့ကောင်းနေတယ်မှာပါတယ်ပေါ့နော်ဒါ nation အကြီးကြီးလေကျွန်တော်ဖြစ်တယ်လို့တကယ်လည်းပဲကွင်းထဲမှာကစားတော့တာတော်တော်ကြီးကိုကြီးလို့ကောင်းနေဆိုတော့ Italy ဘက်ကတော့ကျွန်တော်တို့ဒါဒီပထမကြော့ရှုံးခဲ့တာကသူတို့တက်တော်ကိုတိုင်ပတ်သွားတယ်ဒါအပြင်ဂူရီပါတွေပြန်ရဖို့အမှန်ကန်ကျူးပန်းခဲ့တယ်တီယောင်မှုတွေကျွန်တော်ရှိခဲ့ပြီမဲ့လိုအပ်တဲ့ twin ကိုအရင်တည်းသူတို့မရခဲ့ဘူးအီတလီကပထမပိုင်းမှာဒီပွဲတော်တော်ညံ့တာဒီပွဲအီတလီပထမပိုင်းဘာစိုးဘာမှမလုပ်နိုင်ဘူးဒုတိယပိုင်းကျမှเนาะသူတို့အနေနဲ့ဒါပို့ပြီးတော့ရရဲ့တင်းတင်းတိုက်စစ်ဆင်လာတာမျိုးတွေ တုံးခုနဲ့ရှုံးနေပြီဖြစ်တဲ့အတွက်ခန်းစစ်ကိုသူတို့အနေနဲ့ဘာအလောက်ကြီးကြီးအာယုံမဆိုင်တော့ဘဲနဲ့တိုက်စစ်နဲ့တောင်ပန်တွေကိုအမှန်ကန်အားပြုပြီးတော့ကျွန်တော်တို့တိုက်စစ်အရှိန်မြင့်လာတာတွေနဲ့ပို့ပြီးတော့ကောင်းတဲ့ရလက်တွေကျွန်တော်တို့ဒီ twin goal တွေဘာတွေကျွန်တော်ရလာတာအချိန်တော့မမီလိုက်ဘူးပေါ့နော်ဒါဟိုဘယ်လိုပြောမလဲ59မိနစ်မှာဆိုလို့ချင်းလည်းပဲ white skin ရဲ့ကန်ကြက်ပြတတော်ကောင်းပါတယ်အဲ့လုံကတော့ဒါပေမဲ့လို့အဲ့ဒါကတော့ဘယ်လိုပြောမလဲဂျာမနီကမှားတာပေါ့သူတို့ပြင်လူတိုင်းစာနေ image ကိုပေးတာလမ်းကြောင်းမတည့်တဲ့ခါကျတော့ကျွန်တော် image က off balance ဖြစ်ပြီးတော့ကြံခဲ့တယ် ကျန်ခဲ့တဲ့အလုံးကိုကျွန်တော်တို့က mobile skin ကကျွန်တော်တို့ကအမှန်ကန်သွင်းသွားတာ69မိနစ်မှာဆလို့ရှင်နေပဲ mobile skin ပဲကျွန်တော်သွင်းသွားတာတော်တော်ကောင်းနေပါတော့ဂိုးကြီးကဆိုတော့ဒါအပြင်ကျွန်တော်တို့က respiratory ကလည်း penalty ရတဲ့အလုံးကိုကျွန်တော်တို့ကကန်သွင်းသွားတယ်ပေါ့ဗျအီတလီက ပထမပိုင်းမှာဆိုလို့ရှိရင်ထူးထူးခြားခြားကြီးဘာမှမလုပ်နိုင်ခဲ့ဘူးကိုပေါက်ကန်သူမှုတွေလည်းဘာမှမရှိဘူးကိုပေါက်ထက်တာကြီးလည်းဘာမှမရှိဘူးတပွဲလုံးအတိုင်းတာနေမှာကိုပေါက်တက်ရသူတို့ကိုပေါက်ကန်တာသူတို့သာ၉ချိန်လာပဲသူတို့ရှိရဲဒါပေမဲ့၃ချိန်ကိုပေါက်တက်ပြီးတော့၃ကိုစလုံးကျွန်တော်ဝင်နေဗျာပထမအကြော်တော့ငါဂိုးသမားဖြစ်တဲ့အိုလီဗာဘောင်းမန်ကတအားပုတ်တာတတော်ကိုကောင်းတာအိုလီဗာဘောင်းမန်ဒါပေမဲ့ဒီလက်ရှိဒုတိယကြော့ကန်သွားတဲ့၃လုံးစလုံးကတော့သူဘာမှလုပ်နိုင်ခဲ့တဲ့တဲမှာမပါဘူးပေါ့နော်ဒုတိယပိုင်းမှာအီတလီရဲ့ကစားပုံတွေကတတော်ကိုတက်လာတာ ဖူးသမီးတော့ဗျာကျွန်တော်တို့နားမလဲဘူးပေါ့နော်နီးပြအနေနဲ့ဒီဘယ်လိုပြောမလဲဒီစပယ်လက်တီနေနဲ့ဘာကြောင့်မြင်တိုက်စစ်ပေါ့ဒီပွဲပွဲထွက်တဲ့နေရာမှာဒီမာဒီနီတို့လိုကစားမလေးတွေကျွန်တော်ထည့်လာတယ်တကယ်တမ်းကတိုက်စစ်မှာဒီကောင်လေးကဘာမှသိပြီးတော့အများကြီးအဲဒီတိတ်မျောလေးလို့ရတဲ့မှာကျွန်တော်မပါဘူးဗျာမျောလေးလို့ဒီ white skin ကတကယ်ကောင်းနေတာမှန်ပြီမဲ့တယ်လို့ဒီမာဒီနီကမြင်သမျှတော့လူလိုက်ချနေတာပဲသိတယ်မလားနော်ဟိုဘယ်လိုပြောမလဲဟိုပြည့်တယ်မကျူးလွန်တဲ့နေရာတွေမှာပြည့်တယ်လိုက်ကျူးလွန်နေတာမျိုးတွေဒါတော့ပဲကျွန်တော်တွေ့ရတာ တကယ်တမ်းက respiratory တို့ဘာလို့လဲဆာမမျိုးတွေကိုကျွန်တော်ဒီလိုပွဲမျိုးမှာကျွန်တော်သုံးလို့ရတယ်ဒါပေမဲ့ဒုတိယပိုင်းကျမှသူတို့ထဲ့တာကျွန်တော်တိုက်စစ်ကတော့ဗောနော်ကျွန်တော်ဒီလူစားအဒီဘာလို့ပြောလဲပွဲထွက်လူစင်မှာပွဲထုတ်လာတဲ့ Martin ညီကတော်တော်ကိုအားနည်းခဲ့တယ်လို့ကျွန်တော်ထင်တယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲ Richie တို့ဘာလို့လဲဒီနေ့ပွဲတွေမှာမိနစ်အများစုကစားသွားတယ်ဒါပေမဲ့ခြေစွမ်းကတာမန်ပဲဗျာ နော်စန်ထရိုတိုနာလီတို့ဘာတို့ဒါချီစွမ်းကအများကြီးထူပြီးတော့ကောင်းမွန်ခဲ့တဲ့မှာကျွန်တော်မပါဘူးဝင်းဘတ်တီကလည်းဒီလိုနန်ဆိုနဲ့ဥရူဂီကလည်းဒီပွဲကဒီပွဲဒီပွဲကသူတို့တော်တော်လေးပြီးခဲ့တဲ့ပထမအကြိမ်နဲ့စားလို့ရှိရင်ချီစွမ်းကတော်တော်နိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒုတိယပိုင်းကျမှသူတို့အများကြီးပူကောင်းလာပြီးမှဂိုးတွေပြန်ရလာတာပေါ့နော်ဆိုတော့ဟိုဒါကြောင့်ဒီမှာတော့အီတလီကတော့ကျွန်တော်ထွက်သွားပြီပေါ့ဗျာအီတလီကတော့ဒီမှာသူတို့အနေနဲ့ဒါပြုတ်ကျကျင်ခဲ့ပြီဆိုတဲ့အခါကျတော့ဒီဂျာမနီဘက်ကိုကျွန်တော်ကြည့်ရရင်ဂျာမနီကကျွန်တော်ခုနကပြောပြီးပဲပထမပိုင်းမှာတော်တော်ကိုကောင်းလာ နော်တဖုံဖုံကန်တာတော့အီတလီဘက်ကိုတောက်လျှောက်ဆိုလို့ဂိုးပေါက်ကန်တမှုတွေဇက်တိုက်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 ကျွန်တော်တို့ကန်တာဆိုတော့အဲ့မှာနေပထမပိုင်းမှာနေဂိုးတွေတောက်လျှောက်ရတာပဲပထမပိုင်းမှာနေဂိုးတွေတောက်လျှောက်ရတယ်ဒုတိယပိုင်းကျတော့အီတလီကလည်းပွဲကိုအချိန်မြင့်လာတာ ဂျာမနီရဲ့ဘက်ကလည်းပွဲကိုထိန်းချုပ်ဖို့နော်တိုက်စစ်ဆင်ဖို့ဆိုတဲ့ထိန်းချုပ်ဖို့ကြိုးပမ်းလာတဲ့အချိန်မျိုးဒီမှာဂျာမနီဘက်ကတချို့အမှားတွေကျူးလွန်နေတဲ့ဂိုးတွေပြန်ပေးရတာကင်မေ့ချ်ကမိနစ်30မှာကျွန်တော်ပီနေဒီရတယ်အဲ့ပီနေဒီကိုကျွန်တော်နေတဲ့ဒါဂိုးဖြစ်အမှန်ကန်သူပြောင်းလဲနိုင်ခဲ့ပြီးတော့မူစီယာလာကလည်းကျွန်တော်ဒါကင်မေ့ချ်ရဲ့အမြန်တောင်းကံပေါ်ကနေဂိုးသွင်းသွားတယ်အဲ့လုံကတော့အီတလီတသိန်းလုံးကဗျာတတယောက်တစ်ယောက်စကားပြောနေကြတာဟိုမဲ့ကင်မေ့ချ်ကချက်ချင်းဆိုသလိုဟိုမူစီယာလာကိုပေးပြီးတော့မူစီယာလာကအသာလေးပိတ်သွားတယ်ဂိုးထိပ်မှာဒေါ်နာရူမတမှာဂိုးတွေမှာရှိမနေဘူး ဒါနာရူမတော့ရှိမနေဘူးအိုက်ပိတ်သွားတဲ့အလုံးဆိုလို့ချင်းဒါ quick counter ကစားသွားတာပြန်ကြည့်လားဒီနော် corner ကစားသွားတာဆိုတော့ idi တင်းတင်းလုံးကဘာမှအာယုံဆွဲမှုမရှိပဲနဲ့သိတယ်မလားဒီကြောင်နဲ့တောက်စကားပြောနေတာဗျာအဲ့ဒါကသူတို့တွေကလုံးဝအငိုက်မိသွားတာပဲအိုက်မန်မူစီကလည်းကျွန်တော်တို့တွင်းသွားတယ်ဒါအပြင်ကျွန်တော်တို့ဒါဒီ clean dennis ကလည်းကျွန်တော်တို့ဒီ kimish ရဲ့အသားလေးမှတင်ပေးတဲ့လုံးကိုခေါင်းတိုက်သွားတယ်ဆိုတော့ kimish အနေနဲ့ပေါ့နော်ဒီတော်တော်ကိုကောင်းတဲ့ performance ကိုထပ်ပြီးတော့ပြခဲ့တာလို့ကျွန်တော်ပြောလို့ရတယ် ဆိုတော့သူသဖြင့်ဒီနှစ်ကြိုပေါင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျာမနီကဒီအီတလီနဲ့တွေ့တဲ့ပုံမှာ၅ဂိုးသွင်းတယ်အဲ့ဒီ၅ဂိုးစလုံးမှာကင်မစ်ကပါဝင်ပတ်သက်မှုရှိတယ်ပရမအကျော်တို့ကလည်း၂ဂိုးစလုံးသူဖန်တီးတယ်လက်ရှိဒုတိယကျော်သွင်းခဲ့တဲ့၃ဂိုးမှာလည်း၁ဂိုးသွင်းပြီးတော့၂ဂိုးဖန်တီးတယ်ကင်မစ်က၅ဂိုးစလုံးမှာသူပါဝင်ပတ်သက်မှုရှိတယ်ကစားသွားတာက right back နော်ဒါဟာကျွန်တော်တို့ဘလောက်ထိတော်မှကင်မစ်ကနာဂယ်စမန်ရဲ့ system မှာသူတို့ပြင်ဂျာမနီလက်ရွေးစင်အတွက်အင်မတန်အရေးပါတယ်လေကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ် ကျွန်တော်ကောင်းကောင်းတွေ့နေပါတယ်နော်ဒါပြင်အတင်းကိုလည်းသူကကပတိန်ဖြစ်သူဥဆောင်နေတာဆိုတော့ကျိုးဒီပထမကြောကနေစားလို့ရှိရင်အပြောင်းလဲလေးတွေကျွန်တော်ရှိရယ်ကွင်းလေမှာဆိုလို့ရှိရင်ဘတ်စကတ်ဂရော့ပ်တို့ဘာလို့မပါလာမင်းနဲ့ပွဲထွက်လူချင်းမှာဒီဘလူးမြောင်းနဲ့စတဲလာတို့ဘာလို့ကိုသူပွဲထုတ်လာတယ်ဒီကောင်လေးကဒီ international မှာစဒါစပြီးတော့ဖိဖိချင်းကန်နေရတာပေါ့နော်ဒီပွဲပွဲထွက်တာထင်ပါတယ်ဆိုတော့ဒါသူအနေနဲ့ဒုတိယမဲ့လူစားလဲကပြီးပြုလုပ်ခဲ့တယ်သူဒါအပြင်ဘယ်နောက်ခံလူဖြစ်တဲ့ maximilian mediterranean ကိုလည်းကျွန်တော်ဒါ left wing ကိုသူပို့ထားပြီးတော့ မူစီယာလာစာနီးလေးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားတယ်။အမေရီတို့ဘာလို့ကစားမားတွေကိုဒုတိယပြိုင်မှာဂျာမနီကထည့်တာ။နော်တိုက်စစ်ကတော့ထုံးတန်နိုင်ပေပေါ့နော်။ဟာဗက်စ်တို့ဘာလို့နာနေတဲ့ချိန်မှာလူသိမရှိဘူးသူပဲ။ဒါပေမဲ့ तू ကပို့ပြီးတော့တော့မှအမြင်ဘောတွေဘာတွေမှာအများကြီးအားကောင်းခဲ့သေးတယ်။ဟာဘတ်ကလည်းအမြင်ပေါ်တော်တော်ကောင်းနေတယ်မှာပါတယ်ပေါ့နော်ဒါပေမဲ့ခေါင်းတိုက်တာတွေဘာတွေကျတော့ဒီဘာလို့ဒီအားကိုလို့ကျွန်တော်မရဘူးဆိုတော့ပေါ့နော်ဒါကျတို့ဒီပြောပြမလဲကွင်းလဲမှာဆိုလို့ရှိရင် ဟို Andrej တို့ပါတော့ final ကြံ့ခိုင်မှုအပြည့်မဟုတ်လို့ပွဲထွက်လူစင်းနေမှာဒီနားသွားတဲ့ international break နှစ်ပွဲစလုံးမပါသေးတဲ့အချိန်မျိုးမှာ Goreska တို့ပါတော့ကအဆင်ပြေအောင်ကစားပြသွားတယ်။ Group တို့ပါတော့ကလည်းအဆင်ပြေအောင်ကစားပြသွားတယ်။ဆိုတော့နောက်တန်းမှာဆိုလို့ချင်းလည်းပဲ Schroeder back တို့ပေါ့နော်။အဲ Jonathan Tah တို့ Rudiger တို့ Kimmich တို့အကုန်လုံးကအဆင်ပြေအောင်ကစားသွားတယ်။အဲ့ဒီထဲမှာတော့ Kimmich ကအကောင်းဆုံးပေါ့ဗျာ။နော် Nico Schroeder back ကလည်းဒီနေ့ပွဲမှာသူပထမကြောကနဲ့ဆိုင်တော့မဆူဘူးလို့ကျွန်တော်ပြောလို့ရတယ်။ကိုယ်တော်မ Oliver Baumann ကတော့ ပထမကြောကတော့မှပို့ပြီးတော့အလုပ်ဖြစ်သေးတယ်ဆိုတော့တောင်ဂျာမနီကတော့ကျွန်တော်ဒါဆီမီဖိုင်နယ်ကိုတက်သွားပြီပေါ့နော်ဟိုပေါ်တူဂီနဲ့ကျွန်တော်တွေ့ပါမယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ရောညီကတို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်